Hello guys အားလုံးပဲမိပါပါဒီနေ့မှာတော့ကျွန်မပေါ့နော်အာ no content ဖြစ်နေရဲ့အဆက်အသွယ်မရှိနေတဲ့လူတွေပေါ့နော်အဆက်အသွယ်မရှိနေတဲ့လူတွေအတွက်ကိုတည်တန့်ကြည့်ပေးမယ်တစ်ဖက်လူကဘာပြောချင်နေလဲပေါ့နောက်တစ်ဖက်လူကပြောချင်တဲ့စကားလေးတွေကိုတည်တန့်ကြည့်ပေးမယ်เนาะဒါကအဆက်အသွယ်မရှိတဲ့လူတွေကိုရှင်းရပါရင်เนาะကြိုပြောထားပါတယ် no content အဆက်အသွယ်ပြနေတဲ့လူတွေကိုရှင်းရပါရင်เนาะတစ်ဖက်လူကဘာပြောချင်နေလဲ Sam Timmen uh, I thought that I better when I found someone new but I touch her feel like I'm cheating on you on the other ချင်းနဲ့ဆာတာလေးနော်အမ်လူသူလူတဲ့တခြားတယောက်ကိုတွေ့ရပေါ့နော်လူသူတခြားတယောက်ကိုတွေ့ရင်တွေ့လိုက်ပြီးတော့မှအဲ့ဒီသူနဲ့ပေါ့နော်အမ်တင်းတင်းနေလိုက်တဲ့အခါမှာဆိုလို့ရှိရင်သူ့အနေနဲ့ပေါ့နော် ခုကြည့်နေတဲ့ quality လေးတွေကိုအဖောက်ပြန်နေရဆိုပြီးတော့မှသူခံစားရတယ်တဲ့နော်အဲသူစိတ်ထဲမှာပြောရမယ်ဆိုလို့ရှိရင်စိတ်ထဲမှာအဲ့လိုမပြတ်သေးတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ရဲ့ငါရဲ့မိသားစုတွေကပေါ့နော်မင်းကိုအဲတည်ကျင်နေကြတယ်စိတ်ပူနေကြတယ်စိုးရိမ်နေကြတယ်မင်းအကြောင်းလည်းပတ်သက်ပြီးတော့တည်ကျင်နေတယ်စူးစမ်းနေတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲစိတ်ပူနေကြတယ်ပေါ့နော်အဲက being fair sometimes bring us uh, balance and more understanding no uh, ဒီတရားနဲ့တရား balance ဖြစ်ဖို့ပေါ့เนาะ fair ဖြစ်ဖို့ fair ဖြစ်ဖို့ဆိုတာတရားနဲ့တရားတင်းတင်းပြတာနေရဲ့ တင်တင်မြတ်တာနေမှာဒါလင်းပေါ့နော်တင်တင်မြတ်တာနေမှာဒါလင်းအဲတယောက်နဲ့တယောက်ညီမြနေမယ်ပေါ့နော်ညီမြနေမယ်ပြီးသွားလို့ရှင်ပို့ပြီးတော့မှတယောက်နဲ့တယောက်နားလည်နိုင်မယ်နော်ပြောချင်တာကတော့သူကလေအဲတစ်ဖက်ကပဲအနာယူနေရမဟုတ်ဘူးနော်တစ်ဖက်ကပဲ short ပေးနေရမဟုတ်ဘူးအာဒီကစားပေါ်တစ်ခုလို့သတ်မှတ်လို့ရှင်ရင်အဲ fair ဆိုတာလေတင့်တင့်မြတ်တာမျိုးပေါ့နော်တင့်တင့်မြတ်တာတဲ့အခါမှာ အာဒီတစ်ဖက်နဲ့တစ်ဖက်တင်းတင်းမြတ်တာတဲ့အခါမှာအာဒီ balance ဖြစ်တာပေါ့နော်ရင်းမြမှုကိုယူဆောင်လာမယ်အဲ့ဒါမှပို့ပြီးတော့တရားနဲ့တရားနားလည်မှနားလည်နိုင်မယ်ပေါ့နော်အဲ့ဒါပြောတာ I'm scared ငါကြောက်နေတယ်သူ့အနေနဲ့တချို့ဆိုလို့ရှိရင်လည်းစကားပြောရမှကြောက်နေရမျိုးပေါ့နော်တချို့ဆိုလို့ရှိရင်လည်းအဲဒီတို့ရမှာဆုံးရမှာကြောက်နေရမျိုးပေါ့အဲ့လိုမျိုးလေးဖြစ်တတ်တယ် I need you ငါမင်းကိုလိုအပ်တယ်နော် အာဒီမှာ child trauma sorry ဒီမှာ child trauma เนาะ child trauma ဆိုချင်တဲ့သူစီမှာအာဒီငယ်စဉ်ဘဝပေါ့เนาะကလေးဘဝတော့ trauma ရခဲ့တဲ့အရာတွေရှိတယ်အဲ့ဒါတွေကလည်းပြန်ပြီးတော့မှဒီ relationship နဲ့ပတ်သက်ပြီးတော့မှပေါ့เนาะပြန်ပြီး trigger ဖြစ်တာမျိုးတွေရှိတယ်เนาะနောက်တစ်ခါ i think you can live without me เนาะမိအားမရှိဘဲနေနိုင်တယ်လို့ငါထင်နေတယ်တဲ့เนาะနောက်တစ်ခါ say yes to me ငါ့ကို yes တို့ပြောပါငါ့ကို yes တို့ပြောပြပါအမ်အဆင်ပြေပါတယ်ဗောနော်ဘာပြီးပြောတို့ yes လို့ပြောပြပါတယ်နော် i hate who i'm really am from you နော်မင်းရဲ့ရှေ့မှာငါဘာတူလဲဆိုတာကိုဖုံးကွယ်ထားတယ်တဲ့နော် please give me a second chance ငါဒုတိယတစ်ချိန်ထပ်ပြီးတော့မှအခွင့်အရေးပေးပါအောင်တဲ့နော် I can't take bring away from you any longer. No, me na wui ma ga chai ni chin mu le no. Now the cool I feel you leaving me behind. Me nga o. Um နောက်မှာခြံပြီးတော့มาထားခဲ့တယ်မိငါအောင်ပလစ်သွားပြီပေါ့เนาะမိငါအောင်ပြစ်သွားပြီဆိုပြီးတော့มาငါခံစားနေရတယ်เนาะနောက်တစ်ခါကျတော့ I will wait for a sign from you เนาะ Missy ကနေပြီးအချက်ပြလာမယ့်အရာလေးကိုငါစောင့်စားနေတယ်တဲ့เนาะ I stalk you ငါမင်းကိုလိုက်ချောင်းနေတယ်เนาะ you deserve much more than i could give at the time no me nga ah မင်းကိုပေးနိုင်တာထက်ကိုပို့ပြီးတော့မှပြန်ပို့ပြီးတော့ထိုက်တန်တဲ့သူတယောက်ပါတဲ့เนาะကဲအဲ့ဆိုလို့ရှိရင်เนาะထဲတော်လေးနည်းနည်းကြည့်မယ်ထိုက်တဲ့ကြည့်မယ်เนาะထိုက်ကလေးနည်းနည်းကြည့်ကြည့်မယ်ကလေးနည်းနည်းကြည့်ကြည့်မယ်။ဟုတ်ပြီ။အင်း8 hours တပါတိရှိနေရပဲ။ တတ်ပါလိမ့်ရှိနေရပဲဟိုလေးတစုံတရားကအာကြိုက်နေတဲ့သူမျိုးပေါ့နော်သူ့ကိုချင်းကပ်နေတဲ့သူမျိုးသူ့ကိုကြိုက်နေတဲ့မျိုးရှိနိုင်တယ်နော်ကျမကတော့တတ်ပါတီလို့ခံစားနေရခုဝင်ခုကြည့်နေရဲ့ reading ရလဲတောင်းနေတဲ့ connection နော် no contact connection ပြတ်နေရမျိုးပေါ့နော် connection ပြတ်နေရမျိုးอืมဒီမှာလဲ turn off gap ကြရမယ် เนาะအဲ့မှာဒီမနေ့ကကြာတယ်မနေ့ကကြီးကြီးပြရတယ်ကျမအရှိုက်တယ်เนาะအမ်မနေ့ကတင်တယ်ကျမတင်တယ် region နဲ့မှာဆိုလို့ရှိရင်ဒီမှာ10 knock cut ပါတယ်10 knock cut မှာဆိုလို့ရှိရင်တစ်ဖက်ကလူက family ရှိနေရမျိုးဖြစ်နိုင်တယ်လို့ပြောထားရယ်เนาะအခုဒီဒီထဲမှာဆိုလို့ရှိရင်လည်းအလိုပဲเนาะအကိုကိုရန်တပ်ပါတီဖြစ်နေရမျိုးလေးဖြစ်နိုင်တယ်တဲ့ ်ဦးနဲ့ထပ်ကြည့်မယ်ဒါကကိုနဲ့နဲ့ထပ်ကြည့်တချို့တွေကကြတော့ရွေးချယ်ကြရရင်များနေတာသူစီမှာရွေးချယ်ကြရရင်များနေတာကိုအာကိုကိုကိုအပြင်ပေါ့နော်တခြားပေါ့နော်တခြားသူစီမှာရွေးချယ်ကြရရင်များနေရမျိုးရှိနိုင်တယ်တချို့တွေကကြတော့တပ်ပါတီ၃ဥစု꿰သွားမယ်တချို့တွေကတပ်ပါတီရှိနေတဲ့လူတွေဖြစ်မယ်တချို့ကကြတော့ အမ်သူမ family ရှိနေရမယ်ပေါ့နော်သူမမိသားစုဖြစ်နေရကိုကိုရှိနေရကိုကိုရန်တပါတီရှိနေရမဖြစ်ဖြစ်နေကိုရန်တပါတီဖြစ်နေရမဖြစ်နိုင်နဲ့အဲတချို့ကကျတော့သူစီမရွေးချယ်စရာတွေများနေရမျိုးဖြစ်နိုင်တယ်တဲ့နော် နေတွေကတော့အခုကြည့်နေရဲ့ collateral manifestation လုပ်နေရမျိုးတွေပါမျိုးတွေပေါ့နော် financial frustration လုပ်နေရမျိုးတွေတွေ့ရတယ်ဆူတောင်းနေရမျိုးပေါ့နော်ပြန်ပြီးတော့ဆုံးကျင်နေဆိုပြီးတော့မှဆူတောင်းနေရမျိုးတွေတွေ့ရတယ်ကြည့်နေ collateral တွေအနေနဲ့လည်း habro နော်တဲ့ကွင်းနေရမျိုးတွေဖြစ်နေရဲ့အခုချိန်မှာအာတဖက်ကလူဘက်ကကြတော့တိတ်ပြီးတော့မှ ဒီထဲမှာတော့သူပြောထားတဲ့စာသားတွေအရသူဘယ်လိုပြောမလဲသူပြောထားတဲ့စာသားတွေအရတော့သူဘက်တရီရနေရပဲပေါ့နော်ဒီမှာလဲ10 knock cup ဒီမှာလဲ10 knock cup တချို့ကတကယ်ကို family ရှိနေရတဲ့လူမျိုးတွေဖြစ်နိုင်တယ် family ရှိနေလို့ပဲနောက်ဆုံးလာရတာမျိုးတွေဖြစ်နိုင်တယ်နော်အာမနေ့က region နဲ့လည်းတော့ပြီးတော့2နေရမျိုးရှိတယ် energy တွေ like energy တွေညှိနေတယ် ဟုတ်တယ်နော်တော့မဆိုင်ဖြစ်နေရတော့မဆိုင်ဖြစ်နေတယ်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  family ရှိနေရလူနဲ့တွားပြီးတော့မှတုံ့မဆိုင်ဖြစ်နေရမျိုးဖြစ်နေတတ်တယ်เนาะအဲ့တော့ဒီကလေးနဲ့ထပ်ကြည့်ပေးမယ် ကံလေးနည်းနည်းထကြည့်ပေးမယ်။ family ရှိနေလို့နဲ့သုံးဖို့ဆိုင်မျိုးသွားဖြစ်နေရနော်။မင်းရ region နဲ့ဒီနေ့ region နဲ့မှာလည်းအလိုပဲ။တစ်ဖက်သူကတော့ဒီစာသားတွေအရာပေါ့နော်။သူရဲ့ခံစားချက်တွေကတော့ဒီဆောင်းပြောထားတဲ့စာသားတွေအတိုင်းပဲနော်။ကြံလေးကိုကြည့်လိုက်မယ်ဒီတပြုံလေးကြာလာတဲ့အတိုင်းလေးပဲကျွန်ကြည့်နိုင်တော့မယ်နော်။အင်း if i has cherished you more no would you have made it no nga me ဒီထပ်ပို့ပြီးတော့မြင်မြင်လို့နဲ့ဆက်ဆံခဲ့မယ်ဆိုလို့ရှိရင်တဲ့အမေအဆင်ပြေနိုင်မလားတဲ့နော် there there's a things i never got a chance to tell you နော်မင်းကိုပြောဖို့ခွင့်ရမရလိုက်တဲ့စကားတွေများအများကြီးပဲတဲ့နော် no one has compared to you တခြားသူတွေနဲ့မင်းနှိုင်းရှင်လို့မရပါဘူး can you trust he or she နော်အားကြပြောနေသူရှိမှဒီမှာလက်ထပ်လက်ဆွလေးလည်းရှိနေလက်ထပ်လက်ဆွလေးလည်းရှိနေစာချုပ်စာတမ်းလည်းရှိနေနော် mary person ပုံစံမျိုးဖြစ်နေတယ်နော်လက်ထပ်မိသားလူတွေပါတယ်ဖြစ်နေတယ်ကဲ collateral lady ဒီတော့ဒီတရနေ့အတွင်းမှာဒီ connection တွေလာညှိနေတယ်ကျွန်မစီမှာဒီ energy လာဝင်နေရပေါ့နော်အဲပြောရမယ်ဆိုလို့ရှိရင်ဒီ လက်ထပ်ပြီးသားလူနဲ့ကြိုက်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေပါတယ်ကဲအဲ့ဒါဆိုရင်ဒီနေ့ကတော့သူတို့ပြောချင်တဲ့စကားလေးနော်ဒီ relationship တခု connection ပြတ်သွားတဲ့ relationship တခုကနေပြောချင်တဲ့စကားလေးတွေကို channel လုပ်ပေးထားပါတယ် collectively အားလုံးကျေးဇူးတင်ကြမယ်လို့မျှော်လင့်ပါတယ် bye bye